ဒနာဝိုက်ကတော့ Brandon Raven နဲ့ Joshua Van တို့ပွဲကအနိုင်ရရှိတဲ့လူကိုချန်ပီယံလူခွင့်ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါအားလုံးဝင်လာပါဗျမာရှယ်မင်းရဲ့မြန်မာအနေနဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တို့ဒီ UFC တရင်းသားရှင်းတင်ပွဲမှာဆိုလို့ရှိရင်တော့ဒနာဝိုက်ကနေပြီးတော့ဒီပွဲကအနိုင်ရတဲ့ကစားသမားကိုချန်ပီယံလူခွင့်ပေးမယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါဒီတော့ကြောင့်မလို့ကစားသမားနှစ်ယောက်လုံးကလည်းဒါဘလို့ပဲနေနေဒီပွဲပေါ်ပို့ပြီးတော့အဲ serious ဖြစ်လာတဲ့အနေအထားမျိုးလည်းရှိတယ်။ပြီးတော့နောက်ထပ်တစ်ခုကကြတော့ သူတို့နှစ်ယောက်မှာဆိုလို့ရှိရင်ဒါတော်တော်များများသဘောကျတဲ့အချက်ကစင်ပေါ်တက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ဒဏ္ဍာဝတ်ကြီးကဒါကျူရှော့ဖန်ကိုပြုံးပြီးတော့ကြည်နေတဲ့အနေထားပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုဝဲနေနေအသက်ကလည်းတော်တော်လေးငယ်သေးတယ်။ပြီးတော့မြန်မာပြည်သက်တွေရဲ့ fan base ကလည်းတော်တော်လေးတောက်နေတဲ့အကြောင်းမလို့ဒါဒဏ္ဍာဝိုင်းအနေနဲ့သဘောချရတဲ့အကြောင်းမလို့ကြည်ရမျိုးနဲ့ဖြစ်နိုင်တယ်။ပြီးတော့ဒဏ္ဍာဝိုင်းအနေနဲ့ကတော့ဒါစီးပွားရေးရှူတောင်တစ်ခုတည်းကကြည်မယ်ဆိုလို့ရှိရင်သူကတော့ဒါကျူရှော့ဖန်နိုင်နေဆိုရင်တော့သူ့တက်ပို့ပြီးတော့အကျိုးရှိနိုင်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ဂျိုရှာဗန်နိုင်နေဆိုလို့ရှိရင်ဒါမြန်မာပြည်သက်အင်အားကလည်းပိုပြီးတော့ကြီးလာမယ်ပြီးလို့ရှိရင်ချမ်ပီယံလူပွဲတာလောက်ခဲ့တယ်ဆိုလို့ရှိရင်မြန်မာပြည်သက်တွေကလုံးဝကိုရှယ်ဝဲဝဲကွဲအားပေးကြမယ်နေထားပါဒီအတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒါတဏ္ဍဝရဲ့စိတ်ထဲမှာတော့ဂျိုရှာဗန်နိုင်ကောင်းမယ်ဆိုပြီးတော့တွေးထားတာမျိုးတော့ဖြစ်နိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမြင်တယ်ဒါပေမဲ့ Brandon Rivers ကလည်း positive fighter တော့မဟုတ်ဘူး Brandon Rivers အနေနဲ့ကသူဒီ face off လုပ်ပြီးတော့ဆင်းတဲ့အချိန်မှာပြောသွားတာကဒီ ဟာသူ့မျက်လုံးထဲမှာအကြည့်တွေကိုမြင်လိုက်တယ်ပေါ့နော်သူ့စိတ်ထဲမှာတော့ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့အဲဒါထင်တဲ့အကြောင်းကိုလည်းပြောသွားပါသေးတယ်ကျူရှော်ဖန်ကတော့ဒါစနေနေ့ညရောက်ဖို့မဆောင်နိုင်တော့ဘူးသူ့အနေနဲ့တားကိုထိုးသက်ချင်နေပြီဆိုပြီးတော့ဒါပြောသွားတာဖြစ်ပါဒီဖိုက်တာ၂ယောက်ရဲ့လက်ရှိနေထောင်ကိုကြည့်မယ်ဆိုလို့ရှင်တော့ကျူရှော်ဖန်အနေနဲ့လည်း respect ရှိရှိပဲဒါပေမဲ့ confidence လည်းလုံးဝအပြည့်ရှိနေအောင်တွေ့ရသူ့ကိုယ်သူယုံကြည်မှုတုံးဝအပြည့်ရှိပြီးတော့ Brandon Rafael အနေနဲ့လည်း အေးစစ်စစ်ပါပဲသူ့ပုံစံကတော့နည်းနည်းလေးဒါပို့ပြီးတော့အသက်ကြီးရဲ့ကစားသမားလေးဖြစ်တယ်ချေးဆိုတဲ့ပုံစံမျိုးနဲ့ဒါအေးစစ်စစ်ပဲနေနေအောင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ Bernard Rovet ပြောသွားတဲ့ပုံစံအရဆိုရင်သူ့အနေနဲ့ဒါ Joshua Van ရဲ့အကြည့်ရဲ့အဲမှာဆိုလို့ရှိရင်သူ့ကိုတကယ်ကိုအမှောက်သိနိုင်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးအဲ့လိုမျိုးဒါဖိုင်မျိုးသူ့အနေနဲ့ရတယ်ဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ် ဒါဂျိုရှွာဖန်ကလည်းဟိုခက်တီတီပဲပေါ့နော် respect လည်းပေးရဒါပေမဲ့ဟိုရအောင်လုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်တဲ့အကြည့်တွေကိုဒါကျွန်တော်တို့ face off ကြည့်ရတွေ့ဆိုမြင်လိုက်မယ်လို့တော့ကျွန်တော်စိတ်ထဲထင်တယ်။ဂျိုရှွာဖန်အနေနဲ့ကဒါသတင်းစာရှင်းလင်းပွဲတွေပါတွေပါဆိုလို့ရှိရင်ပုံမှန်အဖြစ်အရန်ကြီးဟို arrogant ဖြစ်ပြီးတော့အရန်ဒီဂုံမောက်ပြီးတော့ပြောတဲ့ပုံစံမျိုးတော့မရှိဘူး။ဒါပေမဲ့သူ့အနေနဲ့ဒါ confidence ကတော့တော်တော်လေးရှိရပေါ့နော်။သူ့ကိုယ်သူယုံကြည်မှုရှိရင်မြင်းမြောင်ရောက်သွားတယ်ဆိုရင်တော့မှပဲ သူ submission နဲ့နိုင်မယ်ဆိုပြီးတော့ပြောသွားတာကိုကြည့်ရင်ဂျိုရှော့ဗန်အနေနဲ့ဘယ်လောက်ထိဒါကြောင့်ညှင်းမှုပြင်းပြနေလဲဆိုတာသိနိုင်မယ်ပြီးတော့ဒီ Alexander Pantoja နဲ့ Kankara France တို့ပွဲကနေနိုင်တဲ့သူနဲ့ချန်ပီယံနုပွဲတည့်ပြီးမယ်လို့တန်တာ white ဘက်ကနေပြီးတော့အာမခံချက်ပေးလိုက်တာကပုံပြီးတော့ထူးခြားရပါတော့ဘာလို့လဲဆိုတော့ဗျာပုံမှန်အဖြစ်ဆိုတန်တာ white ကနည်းနည်းလေးဟိုပို့ပြီးတော့တော့မှစဉ်းစားခြင်းနဲ့အရေးယောင်လေးရောနည်းနည်းရှိတယ်ဒါပေမဲ့ ဒီပွဲမှာကတကယ်ဂျိုရှုဖန်က ranking နံပါတ်12ထီအောင်ဖြစ်နေတယ်ပေါ့နော်။ပေါ်ပြရတဲ့ထဲမှာနံပါတ်12ထီအောင်ဖြစ်နေရယ်။ပန်ဘက်ကတော့ planner ဘက်က ranking နံပါတ်1ဒါပေမဲ့လည်းဒါဂျိုရှုဖန်နောက်ကပရိသတ်အင်အားတွေပါတွေကိုအချိန်နေကြည့်ပြီးတော့ဒါတနာဝိုက်ဘက်ကနေပြီးတော့ထုတ်သက်ခွင့်ပေးမယ်ဆိုပြီးတော့မီးစိမ်းပြလိုက်တာ။ပုံမှန်ဆိုရင်မြတ်ကစားသမားတွေကဒီပွဲနိုင်ရင်တော့အာချမ်ပီယံစိန်ခုံးမယ်။ချမ်ပီယံဖြစ်လာတဲ့ကစားသမားတွေကလည်းထိုးရမယ်ဆိုပြီးတော့ပြောနေတယ်ဆိုပေမဲ့ဒန်နာဝိုက်ကလက်မခံမချင်းအိတ်ကောင်ကအတီးမဟုတ်ပါဘူး။ ါမဲ့အခုကတော့တန်တော်ဝိုက်ကိုတိုင်ကချက်မြန်နှုတ်ခွင့်ပေးမယ်ဆိုပြီးတော့ထုတ်ပြောလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကလုံးဝနိုင်နေဆိုရင်တေချာပေါက်ချက်မြန်နှုတ်ခွင့်ရမယ်ဆိုတဲ့အခွင့်အရေးဒါလက်ရှိဒီအကြည့်ကိုကြည့်လိုက်မယ်ဆိုရင်တန်တော်ဝိုက်ကြီးကလုံးဝပြုံးပြုံးကြီးနဲ့ကြည့်နေရပါတော့ချိုရှော်ဖန်နေနေကတော့ရလာတဲ့အခွင့်အရေးကိုအမိရဆုပ်ခိုင်မှုပဲလို့ပါဖိုက်တာတွေထဲမှာဆိုလို့ရှိရင် Brandon Rivera ကိုရှော့မတွက်ဖို့တော့ပြောကြတယ်ဆိုပေမဲ့တော်တော်များများက Joshua Van ကိုအနိုင်ရဖို့မျှော်လင့်ထားကြတယ်လို့တော့ကျွန်တော်စိတ်ထဲမြင်ပါတယ် ဂျိုရှာဖန်ကိုပြောရရင်ဂျိုရှာဖန်နိုင်မယ်ဆိုပြီးတော့လည်းမဟုတ်ဘူး။ဘာလို့လဲဆိုတော့ record တွေအားကြည့်မယ်ဆိုရင် Brandon Roy ကဂျိုရှာဖန်ရဲ့ recorder စာလို့ရှင် တွေးခဲ့ဘူးလေကစားသမားကြီးရဲ့ဒီ quality ဘိုင်းကတော်တော်လေးခွာရပေါ့နော်။ဒီအတွက်ကြောင့်မလို့တော်တော်များများကဒါဂျိုရှာဖန်အနေနဲ့နိုင်မယ်လို့လည်းသူတို့တတ်အပ်တော့မပြောနိုင်ဘူး။ဒါပေမဲ့ဂျိုရှာဖန်မှာအရင်ကောင်းတဲ့ boxing skill ရှိတယ်။ဂျိုရှာဖန်မှာဒါအခွင့်အရေးရှိရပေါ့နော်။ပြီးလို့ရှင်ဒါအမှတ်ရဆိုရင် နိုင်နိုင်နေဆိုတဲ့ပုံစံမျိုးလေးတွေတော့ဆောင်းပေးပြီးပြောနေကြတာကိုတွေ့ရတယ်။ ပြောရမှာဟိုနံပါတ်1နဲ့နံပါတ်10ရှိတန်းအပြင်ဘက်မှာရှိနေတဲ့ကစားသမား2ယောက်တွေ့ရတဲ့ဆာလို့ရှိရင်တို့တို့ဒီ ranking သိမ့်မကွာတဲ့ကစားသမား2ယောက်တွေ့တဲ့ပုံစံမျိုးပဲထင်ကြီးပေးကြပုံမှန်ဆိုလို့ရှိရင်ဒီလောက် level ကွာတဲ့ကစားသမား2ယောက်တွေ့ရဆိုရင်ဒါ ranking နံပါတ်10အပြင်ဘက်လောက်ကရှိတဲ့ကစားသမားကိုလုံးဝမလွယ်ဘူးတော်တော်လေးယုံရမယ်အဲ့လိုမျိုးပဲမှတ်ချက်ပေးကြအများပါအဲ့မဲ့ဒီဘွဲမှာဆိုရင်တော့ဂျိုရှွာဘန်ကိုရှော့တွက်ထားတဲ့လူတရားမှမရှိဘူးလို့တော့မြင်တယ်။အင်ဂျင်ဂျာကဒါ YouTuber တွေဆိုလို့ရှိရင်လည်းတုံးတက်တဲ့ပုံစံနေမှာဆိုရင် ဒါချိုချိုအဗန်ရဲ့ striking စွမ်းရည်ကလောက next level ပဲရှိရဲဆိုတော့ပုံစံမျိုးနဲ့ပြောကြတာတော်တော်လေးများပါဒီတွဲချောင်းမလို့ဒါချိုချိုဖန်အနေနဲ့ကတော့တရှိချင်းမှာတော်တော်လေးနဲ့နာမည်ရနေပြီသူ့အနေနဲ့ဒါနိုင်ပွဲကို share နိုင်ယူပြပြီးတော့ USC မှာပို့ပြီးတော့ကောင်းမွန်တဲ့နေရာတစ်ခုရရှိဖို့ပဲကြံပါတော့တကယ်လို့သူဒီပွဲနိုင်သွားတယ် USC ကလည်းပွဲတည်ပေးဖို့ခရီးပေးလိုက်ပြီဆိုရင်နှစ်ကုန်မကတိုင်ခင်ပွဲဖြစ်တယ်ဆိုလို့ရှိရင် အသက်24နှစ်မပြည့်ခင်မှာပဲ UFC မှာချန်ပီယံဖြစ်လာတဲ့ကစားသမားအနေနဲ့ဒါဂျွန်ဂျုံးစ်ပြင်ဒုတိယမြောက်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ကျန်တဲ့ကစားသမားရဲ့အကုန်လုံးကဒါဂျွန်ဂျုံးစ်လွှဲရင်ကျန်တဲ့ကစားသမားရဲ့အားလုံးက24နှစ်ပြည့်ပြီးမှချန်ပီယံဖြစ်ကြတာ။ဒါပေမဲ့ဂျိုရှွာဗန်တယောက်တည်းမှာပဲအသက်24နှစ်မပြည့်ခင်ဒါ23နှစ်နဲ့ရက်ကတော့ဂျွန်ဂျုံးစ်ကများမယ်ပေါ့ဗျာ။အဲလောက်နဲ့ချန်ပီယံဖြစ်လာနိုင်တဲ့အခွင့်အရေးရှိရ Brandon River ကလည်းဘယ်လိုပြောလဲဆိုတော့ဒါ Joshua Fan မှာယုံကြည်မှုတစ်ခုခုရှိနေရပါတော့ သူ့အရာကိုခန်းစားရတယ်။ဒီဒီကောင်လေးရဲ့အကြည့်မှဆိုလို့ရှိရင်ဒါတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံမျိုးရှိတယ်။သူ့ကိုယ်သူလည်း confidence အပြည့်ရှိနေရဆိုတော့ပုံစံမျိုးဒါခန်းစားရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာလေးပြောသွားဒါကနည်းနည်းထူးခြားရပါတော့ဘာလို့လဲဆိုတော့ဗျပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဟိုဒီလိုမျိုး drinking ကွာမှုတွေပါရှိရဆိုတစ်ဖက်ကစားသမားကဒါစူးစမ်းမယ်အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ဝင်လာတာများတယ်ဒါပေမဲ့ Joshua Van ကတော့ ဒီတော်တော်လေးတဲ့ confidence ရှိနေပြီးတော့ငါနိုင်အောင်နိုင်မယ်ဆိုရဲပုံစံမျိုးကတစ်ဖက်ပြိုင်ဘက်ကခံစားပြောရမယ့်အော်တိုကွန်ထဲမှာတယောက်နဲ့တယောက်ကြည့်နေပြီဆိုရင်ဒီကောင်းစိတ်ထဲမှာကတော့ဒီကောင်းကောင်းလုံးဝခယူးဆိုင်ဘူးဆိုတော့ vibe မျိုးရတယ်လို့မျိုးပါဒီလိုမျိုး confidence ကဒီလိုပွဲတွေမှာအရေးကြီးပါဂျိုရှွာဖန်အနေနဲ့ဒါ number 1နဲ့ထိုးရလို့ပြီးလို့ရှိရင် main cat တွေထိုးရလို့ media တွေလောက်ရလို့ဆိုပြီးတော့ရှိန်နေတဲ့ပုံစံမျိုးတစ်ဆမ်းမှမတွေ့ရဘူးသူ့အနေနဲ့အကောင်းဆုံးကျုံးမယ်သူနိုင်မယ်ပြင်ချက်မြန်လုပ်မယ်ဆိုပြီးတော့လုံးဝအပြက်ကိုတွေးထားဒီလိုမျိုး ဂျိုရှာဘန်ရဲ့အတွေးကိုဘန်နန်ရဘတ်ကသိနေပါတယ်။အဲ့လိုသိနေတဲ့အတွက်ကြောင့်လည်းဒါသူ့အနေနဲ့စိတ်ဝင်စားဖို့ကောင်းတယ်။ဒါပေမဲ့သူ့ကိုယ်သူလည်းသိနေတဲ့အတွက်ကြောင့်မလို့ကြောက်တာမျိုးရှိနေတာမျိုးဘန်နန်ရဘတ်ကဖြစ်တာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီကောင်လေးရဲ့ confidence သူ့ရဲ့အကြည့်တွေကဒါတခြားလူတွေထက်ထူးခြားတယ်ဆိုပြီးရောခံစားတာ။တခြား fighter တွေတော်တော်များများမှာဆိုရင်လည်းဂျိုရှာဘန်ကိုတော်တော်လေးကိုအဆောင်ပေးပြီးပြောထားကြတဲ့ကစားသမားတွေလည်းရှိတယ်ပေါ့နော်။ဒီတော့ကြောင့်မလို့ဂျိုရှာဘန်ရဲ့ဒီယုံကြည်မှုတစ်ခု သူ့ရဲ့မျက်လုံးကအကြည့်တွေကတော့တော်တော်များများကတော့တတိထားမိနေပြီဒါပေမဲ့အေးတိုင်းပြိုင်ပွဲအတွင်းမှာလှုပ်ဆောင်နိုင်မလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရပါအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတာကဂျိုရှာဖန်နဲ့ဘရန်နာရဖဲတို့ဘွဲကအနိုင်ရတဲ့သူကချက်မြန်လူခွင့်ရမယ်အကြောင်းနဲ့ပတ်သက်အဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောကျလိမ့်မယ်လို့ပြောနေပါပဲ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါ။အားလုံးကျေးဇူးတင်ပါတယ်။